မင်္ဂလာပါကျွန်တော်ကတော့မြောင် drone ဖုတာဝန်ခံ MPA ဒုံးကြားခင်စင်ဖြစ်ပါတယ်။အာကျွန်တော်တော်လိုင်းမဖြစ်ခင်ကတော့ကျွန်တော်ကဒီအိမ်မှာပဲနေတဲ့လူငယ်တယောက်ပဲပေါ့နော်။မိဘလောက်စားထိုင်စားပြီးဂိမ်းဆော့လိုက်အဒီတိုင်းပဲသွားလိုက်လာလိုက်တကယ်ချင်းနေနေထိုင်ခဲ့တဲ့လူငယ်တယောက်ပေါ့နော်။ကြက်ခင်းစိတ်လိုအမိတွင်ခဲ့ရတော့တင်နန်းကာလာတော့မဟုတ်ဘူး။တင်နန်းကာလာမှာအမိတစ်ခုရှိပြီးသားပေါ့နော်။အာဒီ ျွန်တော်တို့ဒီကြာခင်းစိန်ဆိုပြီးစတင်ထင်းပြီးတော့ကျွန်တော်တို့ဒုံခွဲနေရာမှာနေရာပေးမယ်ဒုံတင်းကိုလောက်ရမယ်ဆိုပြီးကျွန်တော်တို့ရဲ့အရင်ကောင်းတော်ပြောက်ကနေပြီးတော့ကျွန်တော်တို့နာမည်ပေးကြရပါတော့။အားနေကိုကြာခင်းစိန်လို့နာမည်ပေးမယ်။နင်းအာဒီဒုံခွဲရဲ့မြို့သမီးဒုံခွဲရဲ့ခေါင်းဆောင်လောက်ရမယ်ဆိုပြီးတော့ကျွန်တော်အဲ့အရာနေစပြီးတော့ကျွန်တော်ကြာခင်းစိန်ဆိုပြီးတော့နာမည်တွင်ခဲ့ရပါတော့။ တက်ခင်းနေဆိုပြီးတော့ဒီရက်နေကိုင်ဖယ်ဒီမှာကောင်းဆောင်ပြောင်းနေတဲ့ရက်တီရဲ့အချိန်မှာခက်ခဲကြီးရတော့အများကြီးပဲရှိရပေါ့နော်။အာကျွန်တော် main ကလေးဖြစ်နေတဲ့အတွက်ယောက်ျားလေးနဲ့ရင်းမောင်းတမ်းမှုဆိုတာကလေကူလည်းအရာတော့မဟုတ်ဘူးပေါ့နော်။ယောက်ျားလေးကတိတ်ထက်တာရင်းအားကြီးရှိရယ်။ကိုကသူတို့နောက်ကို లై မိနိုင်အောင်အတွက်ကြိုးစားပြီးတော့အားထုတ်ရတယ်လည်းအများကြီးရှိရယ်။ပင်မမှုတွေလည်းအများကြီးရှိရယ်။ဟိုရုပ်စားဆုံးကျွန်တော်တို့ဒီတိုက်ခွဲသွားပြီးခေဆိုရင် ယောက်ျားလေးတွေဒီဖြစ်တယ်လို့နေလို့ထိုင်နေကြတယ်ကျွန်တော်တို့ main ကလေးမှာဖြစ်တယ်လို့နေလို့ထိုင်လို့မရတဲ့အနေအထားအများကြီးရှိရပေါ့နော်ဒါပေမဲ့အဲ့ဒါကိုဖြစ်တယ်လို့နေနိုင်ထိုင်နိုင်အောင်ကျွန်တော်ကြိုးစားရတယ်လုပ်ယူရအဲ့တော့အခက်အခဲတွေရှိလားဆိုရင်တော့အများကြီးပဲရှိရဲဒါပေမဲ့ရှိလဲကျွန်တော်ကတော့ရအောင်ကြော်ဖြတ်ခဲ့ရပေါ့နော်ဟုတ်တယ်မဟုတ်တယ်ဟမ်ဟောင်းလေးဖျားတဲ့တဲ့နော်ဖြေမယ်နော်1 2 3 အမျိုးသားမျိုးသမီးလို့ခွဲခြားဆက်ဆံခံရတာမျိုးအဟိုကျွန်တော်အတွေ့အကြုံနေနဲ့တော့မရှိခဲ့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီယောက်ျားလေးနဲ့တန်းတူပဲတင်းတန်းတက်တဲ့ချိန်ကြရင်လည်းသူတို့ပင်ပန်းသူလို့ကိုယ်လည်းပင်ပန်းခံနိုင်အောင်ကြိုးစားတယ်သူတို့လုပ်တဲ့အရာကိုလည်း live လုပ်နိုင်အောင်လို့ကျွန်တော်ကြိုးစားတယ်အဲ့တော့တီချာခွဲခြားပြီးဆက်ဆံခံရတာမျိုးတော့ကျွန်တော်အနေနဲ့တော့မကြုံခဲ့ဘူးပေါ့နော်နောက်ကောင်ဖြစ်တယ်နောက်ကောင်မကောင်းတဲ့မှာတဲကောင်ဖြစ်တယ်နောက်တဲဒီကောင်ဖြစ် ဆိုတော့ဒီအေပလန်ဖြတ်ရမှာလားဟုတ်ပါဘူးအေပလန်ဖြတ်လိုက်ရမှာဖြတ်ပါအောင်ဖြတ်ပါအေပလန်ဖြတ်မှာအေပလန်ဖြတ်ပါအေပလန်ဖြတ်မှာအေပလန်ဖြတ်ပြီးရောဟုတ်ကဲ့ဖြတ်ရမယ်ဖြတ်ပါအေးလာပြတ်ပြီးရောဟုတ်လားဟိုးဒီဒီကာဂိုဒင်းကာဂိုဒင်းနားဆိုတော့ကာဂိုဒင်းနဲ့ကာဂိုနဲ့တိုက်ပွဲသွားနေတဲ့အချိန်မှာမျိုးသမီးယောဂဒီမဆေးရှင်ရှိုးရဲ့ဆိုတဲ့အရာကြီးကိုကြုံတွေ့ရတဲ့အချိန်ညရင်တော့အခက်ခဲရပါလဲဆိုရင်တော့ အရန်ဟိုဒီလိုအချိန်မျိုးဆိုတာမျိုးသမီးတွေဒီပြိုလဲရမယ့်အချိန်ဖြစ်နေတဲ့အချိန်မှာပေါ့နော်ဒါပေမဲ့ပြိုလဲလို့မရဘူးအာလန်ခီကစံတန်းတဲ့ခီလည်းတွားရင်လည်းတွားရတယ်ဟိုပေါ့နော်ဒီကိုလည်းကိုက်ခဲတာမျိုးတွေဖြစ်နေကိုက်ခဲတဲ့အတိုင်းပဲတိုက်ပွဲတွေမှာရင်ဆိုင်ရတယ်ကြော်ဖက်ရတယ်အာဖြစ်တယ်လို့တော့ရအောင်လို့တော့ဖြေရှင်းတယ်အော်ကိုနေဘွားတို့မျိုးသမီးတွေကိုလည်းဟိုငါကတော့ main ကလေးဖြစ်နေလို့ဒါကြောင့်မို့ဆိုတော့ အားနဲ့ချက်ကြီးတစ်ခုကိုကိုအားနဲ့ချက်ကြီးမဖြစ်အောင်လို့ဒါကြီးကိုကြော်ဖြတ်နိုင်အောင်ကိုယ့်အကူဖြည့်ရှင်းနိုင်အောင်ကြိုးစားပါရုံးကန်မှာ ဒါကျွန်တော်တို့မျိုးသမီးတွေအဓိကမင်းကဒါဖြစ်တဲ့အတွက်ဒါကြီးကြောင်းမို့ဆိုပြီးတော့ပြိုလဲလို့မရဘူးဒီလိုပြိုလဲမယ်ဆိုကျွန်တော်တို့ဆက်ကဆောက်ကိုတိုက်လို့နိုင်တိုက်နိုင်ဖို့တော့ခဲရင်ပါလိမ့်မယ်ကျွန်တော်တို့ကျွန်တော်စိတ်ထဲမှာတခုခုခက်ခဲတခုဖြစ်လာပြီဒီမျိုးသမီးယောဂအနေနဲ့ဒီ messaging ကိစ္စပဲဖြစ်ဖြစ်တခြားကိစ္စပဲဖြစ်ဖြစ်ကြုံတွေ့လာပြီဒီလောက်ပြဿနာလေးကိုငါရင်မဆိုင်နိုင်ငါဆက်ကဆောက်ကိုနိုင်မှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ပဲဟာရအောင်ကြောက်ဖြတ်ခဲ့တယ်ရအောင်ဖြေရှင်းခဲ့တယ်ဒါကိုနဲ့ဘွားတူတိုက်ပွဲဝင်နေတဲ့မျိုးသမီးတွေကိုလည်းဒီလိုပဲစိတ်ခွန်အောင်ပေးခြင်းပါ

အာနိုင်ကျင်တဲ့လက်နက်နဲ့လက်နက်အားကိုးနဲ့ကျွန်တော်တို့တတ်ဖြတ်တယ်ကျွန်တော်တို့လူငယ်တွေကိုလုံးလုံးတဲ့ချိန်မှာကျွန်တော်တို့တွေကစစ်ပညာတက်ဖို့လိုအပ်လာပြီဆိုတော့အသိစိတ်ရလာတဲ့ချိန်မှာအာကျွန်တော်တို့ရဲ့လူငယ်ကျွန်တော်ရဲ့တငယ်ချင်းတွေဆိုရင်လည်းဒီစက်ပါစရဲ့မတရားနှိပ်စက်တက်ဖြတ်မှုတွေခံခဲ့ရတယ်ဒါတွေကိုကြည့်ပြီးတော့ငါတို့စစ်တင်နန်းတက်မယ်ဒါပြီးမှဒီကောင်တွေကိုငါတို့စစ်နဲ့ပဲပြန်တိုက်ယူမယ်ဆိုတဲ့စိတ်ကတွန်းအားဖြစ်ပြီးတော့ကျွန်တော်စစ်တင်နန်းတက်ဖြတ်ခဲ့ရပါတယ်